ီဝတ္ထုကိုယောက်ျားလေးတွေဖယ်ရင်ကောင်မလေးထားခြင်းစိတ်ပါပျောက်သွားပါလိမ့်မယ်ဒါကျွန်တော်အသက်15နှစ်လောက်မှပထမဆုံးစဖက်ခဲ့တဲ့လုံငင်းဝတ္ထုစာအုပ်ပါအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မငါလုံးဝတ္ထုစာအုပ်ဒီတွေကတအုပ်ဖြစ်တဲ့ဆီယမကြီးအေးရေးထားတဲ့မီဆိုတဲ့ဝတ္ထုစာအုပ်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီဝတ္ထုကိုယောက်ျားလေးတွေဖယ်ရင်ကောင်မလေးထားခြင်းစိတ်ပါပျောက်သွားပါလိမ့်မယ်ဒါကျွန်တော်အသက်15နှစ်လောက်မှပထမဆုံးစဖက်ခဲ့တဲ့လုံငင်းဝတ္ထုစာအုပ်ပါ ကျွန်တော်ဝယ်ခဲ့တာလည်းမဟုတ်ဘူးကျွန်တော်တငယ်ချင်းတယောက်လက်ဆောင်ပြီးလို့ပါအဲ့ဒီတငယ်ချင်းကိုလည်းဒီနေရာကနေကျေးဇူးတင်ကြောင်းပြောချင်ပါတယ်မီဆိုတဲ့ကောင်မလေးတယောက်အကြောင်းကိုရေးထားတာပါဒီဝတ္ထုကိုရုပ်ရှင်အနေနဲ့လည်းပြန်လည်ရိုက်ကူးထားပါတယ် YouTube မှာမီဆိုပြီးတော့ရိုက်ရှာကြည့်လို့ရှင်ကြည့်လို့ရပါတယ်ဝတ္ထုတွေကိုရုပ်ရှင်အနေနဲ့ပြန်ရိုက်တဲ့အထဲမှာကျွန်တော်ကြည့်ဘူးတလောက်တော့ဒီစာအုပ်ကိုသဘောအကျဆုံးပဲအကြိုက်ဆုံးပဲဘာလို့လဲဆိုတော့ဝတ္ထုအရသာပြတ်မသွားဘူးဘလို့ပဲဖြစ်ဖြစ်ပါ ဝတ္ထုကိုစာအနီနဲ့ဖတ်ရတာကပုံပြီးတော့အရသာရှိရလို့ထင်ပါတယ်ကျွန်တော်အမြင်မှာဇလန်1948ခုနှစ်လောက်ကပုံစံမျိုးလေးပါဝတ္ထုရဲ့အစမှာမောင်ကိုလေးဆိုတဲ့ကောင်လေးတစ်ယောက်ကမိဆိုတဲ့ကောင်မလေးတစ်ယောက်ကြောင့်စစ်ထဲဝင်သွားတယ်တိတ်မကြဘူးစစ်ထဲမှာပဲစုံသွားတယ်အဲ့ဒီအခါမှာမိရဲ့မောင်ကိုလေးရဲ့အကြောင်းကိုအကုံနီးပါးတိနေတဲ့ဥတော်ဆွေဆိုတဲ့သူကဒီမောင်ကိုလေးလဲစုံသွားတော့တတိယနေထွက်ပြီးတော့ခါကျတော့မိကိုသွားရှာတယ်မိရဲ့ဥတော်ဆွေရဲ့ဒီဝတ္ထုရဲ့ အတိကစက်ကောင်နေပါအဲ့လိုနဲ့ရန်ကုန်တက်တယ်မိကိုလိုက်ရှာတယ်အရင်ကြီးတော့ရှာကြမလို့ပါဘူးမိကပွဲတွေပါတီတွေမှာဆိုရင်သူအများကြီးရှိပါတယ်မိန်းကလေးတယောက်ဖြစ်ပေမဲ့အရက်တို့ secret တို့ကိုယောက်ျားလေးတယောက်တောက်တယ်လို့တောက်တာပါဥတော်ဆွေလဲမိနဲ့တွေ့ပြီးတော့ခါကျတော့တိတ်မကြဘူးမိကိုသဘောကျသွားတယ်မိသွားတဲ့နောက်ကိုလိုက်တယ်မိကြောင့်နဲ့တခါတလေရန်ဖြစ်တယ်အဲ့ဒီမိဆိုတဲ့မိန်းကလေးကယောက်ျားလေးတိုင်းနဲ့မกินဘယ်လိုပြောရမလဲနည်းနည်းပေါ်တဲ့ပုံစံမျိုး ဟိုလူထဲလည်းပါတာမျိုးမဟုတ်ဘူးယောက်ျားလေးတွေနဲ့အရန်အယောဝင်လွန်းတာမိရဥတင်မောင်ဆိုတဲ့တတိတယောက်စီမှာ secretary အနေနဲ့အလုပ်လုပ်တယ်ဥတင်မောင်ဆိုတာကလည်းမိကိုကြိုက်နေတဲ့ယောက်ျားလေးတွေကတယောက်ပဲအဲ့လိုနဲ့တနေ့မှာမိရဒီသူ့ရဲ့တတိကိုရွှေတမြောင်ဆိုတဲ့သူနဲ့ပေါင်းပြီးတော့လောက်ကြံလိုက်တယ်ရွှေတမြောင်ဆိုတဲ့သူကလည်းတခြားလူမဟုတ်ဘူးမိရဲ့တိတ်တိတ်ပုံယောက်ျားအဲ့ဒီကိစ္စကိုဘယ်လိုမျိုးလက်ဆဖြောက်လိုက်ကြလဲဆိုရင်အဲ့ဒီတတိယသူဘသာသူတက်တည်တဲ့ပုံစံမျိုး ဖန်တီးလိုက်တာအဲ့လိုဖြစ်တော့မိရင်ဘက်မှာတွေ့ထားတဲ့ရင်တို့တကူကကရင်အောင်ကိုပြုတ်ကြသွားအဲ့ဒါကိုမိရမသိလိုက်ပလိတ်တွေမစစ်ခင်မှာဥတော်စွေကအဲ့ဒီရင်တို့လေးကိုအရင်တွေ့သွားတယ်ပလိတ်တွေကမမြင်လိုက်ဘူးမိတက်တာမှန်းသိပြီးမိကိုပြောတော့တတ်တိကံပစ္စည်းပါပြတဲ့အတွက်မိကသူတက်တာပါဆိုပြီးတော့ဝန်ခံတယ်ဒါပေမဲ့သူ့ရဲ့မာယာနဲ့ story တပုတ်ဖန်တီးလိုက်တယ်အဲ့ဒီ story ထဲမှာကျတော့ရွှေထမြောင်မပါဘူးအမှန်တကယ်ကရွှေထမြောင်တက်တာအဲ့တော့ဥတော်စွေကမိတက်တာလိုပဲထင်သွားတာ ်ဖြစ်တယ်မြောင်သူကသိမှမသိတာအစတော့ဥတော်စီကမိကိုပလိတ်လက်ထဲအပ်မလို့ပဲဒါမဲ့ချစ်တဲ့စိတ်နဲ့အဲ့ဒီသူ့လက်ထဲမှာရှိတဲ့ရင်ထိုးလေးကိုရေထဲကိုလွှင့်ပလိုက်တယ်နောက်ကြတော့ရွှေတမြောင်ကဥတော်ဆွေစီကိုတွားတွေ့တယ်အဲ့လိုတွေ့ပြီးတော့မှဥတော်ဆွေကသူ့အလိန်ခံထားရမှန်းသိတာဥတော်ဆွေကိုပါမိရတက်ဖို့ကြမ်းနေတာအဲ့ဒါကိုရွှေတမြောင်ကသတိပေးတယ်ရွှေတမြောင်ကတော့နောက်ပိုင်းမှာဟိုကိစ္စနဲ့ပတ်သက်ပြီးတော့အဖမ်းခံလိုက်ရတယ်မိကိုတော့လုံးဝဖော်မသွားဘူး အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဥတော်ဆွေနဲ့မိနဲ့စကားများကြတယ်ပြီးတော့ဥတော်ဆွေကရန်ကုန်ကနေပြီးတော့တခြားမြို့ကိုပြောင်းသွားတယ်အဲ့ဒီအချိန်မှာမိရဲ့ယောဂအခြေအနေကတော်တော်ဆိုးနေပြီငကူကနေကလည်းကျမရဲ့အခြေအနေကမကောင်းဘူးချောင်းဆိုးတိုင်းသွေးပါနေရ၃လလောက်လဲကြာရောဥတော်ဆွေကရန်ကုန်ကိုပြန်လာတယ်အဲ့ဒီအခါမှာအစတော့မိစီကိုသွားမတွေ့ဘူးဥတော်ဆွေစီကိုမိအိမ်မှာ အလုလုတဲ့အိမ်အကူအတော်ကြီးကလားတွေ့တယ်သူစေးမတော့တဲ့အကြောင်း စီးမတော့ရင်တပတ်လောက်ပဲခံတော့မယ်ဖြစ်တဲ့အကြောင်းလေးလာပြောတယ်။အဲ့ဒီအခါမှာဥတော်ဆွေကတန်ရုံးစင်လက်ကြံလေးနဲ့မိကိုစီးတောက်ဖို့ပါညာမှားတယ်။မိလည်းစီးပြန်တောက်တယ်နောက်ပြီးတော့ကျမ်းမာရဲ့အခြေအနေလေးပြန်ပြီးတော့ကောင်းလာတယ်။နောက်ဆုံးပိုင်းမှာမိရဲ့ဥတော်ဆွေရဲ့လက်ထပ်ပြစ်သွားတယ်။အရင်ကြီးတော့မကြလိုက်ဘူး။မိကသူ့ရဲ့ယောဂာနဲ့ပဲဆုံးမသွားတယ်ဒီဝိထုထဲမှာပါတဲ့ဇလန်းလေးကတော့ဒီလောက်ပါပဲမိဆိုတဲ့အမျိုးသမီးတစ်ယောက်ရဲ့ မာယာများပုံပရိယေနဲ့နောက်ဆုံးပိုင်းမှာတနာစီယာကောင်းအောင်ဖန်တီးထားတဲ့ဝတ္ထုစာအုပ်တအုပ်ဖြစ်ပါတယ်။အခုမှဝတ္ထုကိုစဖတ်မယ်ဆိုလို့ရှိရင်ဒီစာအုပ်လေးကို recommend ပေးပါတယ်။စာအုပ်ကပါပါလေးနဲ့ဖတ်လို့စိတ်ဝင်စားဖို့ကောင်းပါတယ်။အစမှတော့နည်းနည်းလေးပြင်းတယ်လို့လို့ဖြစ်ပေမဲ့နောက်ပိုင်းနေမှာတဖြည်းဖြည်းနဲ့ဇက်ရှင်ရတက်သွားပါတယ်။မီဆိုရဲ့စာအုပ်ကိုပြောပြပြီးသွားတာပဲဖြစ်ပါတယ်။မိတ်ဆွေတို့လည်းဖတ်ဖူးရင်ဒီစာအုပ်ထဲမှာပါတဲ့မီဆိုရဲ့အမျိုးသမီးကိုဘယ်လိုမြင်လဲဘယ်လိုထင်လဲ comment box မှာဝင်ရင်းပြသပါအောင်ဒီစာအုပ်ရဲ့တန်ဖိုးက3000တောင်မှာအခုဆိုရင်တော့4000တို့မဟုတ်5000လောက်တော့ရှိမယ်လို့ထင်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံးတွေ့ကြပါမယ် review လုပ်စီခြင်းတဲ့စာအုပ်လေးတွေရှိရင်လည်း comment box မှာဝင်ရင်းပြသပါအောင်တာယာပြောရှင်မဲ့ကောင်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေ